ွင်မင်္ဂလာပါအဲကျွန်တော်အခုဒါဗီဒီယိုရိုက်နေတဲ့အချိန်ကတော့ညဒါကျွန်တော်တို့12နာရီဝင်ကျင်လောက်ရှိပြီပေါ့နော်အဲကျွန်တော်တို့ဒါနောက်ထပ်တောင်ကြီးတစောင်းနိုင်ရဲ့3ရက်ထက်တိုးတဲ့ဒါပထမမြောက်နေ့ဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်တို့မီးဘုံ3လုံးတော့လွတ်တင်လိုက်တယ်ပေါ့နော်တစ်လုံးကတော့ကျွန်တော်တို့အဲ ဒေတာရာကကျွန်တော်တို့ဖေဖုံမီကတော့မီးလောင်ပျက်စီးသွားတယ်ပေါ့နော်အဲကျွန်တော်ရာသီဥကလည်းဒီညမှာလည်းပြန်လဲပြီးတော့ဆိုးသွားသွားတယ်ပေါ့ဗျာဒါပေမဲ့ရာသီဥတို့ကောင်းလို့ရှင်တော့ကျွန်တော်တို့မီးဘုံတွေကိုတောက်လျှောက်လွတ်ပေးမယ်ဒီမီးဘုံအဖွဲလူငယ်တွေကတော့တောက်လျှောက်ကိုခွင်းထဲမှာနေရာယူရောက်ရှိနေတာပေါ့နော်လောဆယ်ကျွန်တော်တို့ဒီမှာမြူးလေးဆိုင်းပြီးတော့ ဒါမိုးနှင်းနေကြနေရတဲ့အတွက်ကျွန်တော်တို့မီးဝုံးကိုမိုင်းတော့ထဲတော့ထဲတယ်ဒါပေမဲ့မိုးပေါက်ကနည်းနည်းလေးများနေတဲ့အတွက်ပေါ့နော်ဒါကျွန်တော်တို့မီးဝုံးတွေကစက်ကူနဲ့လောက်တာဆိုတော့မိုးကြောက်တယ်ပေါ့ဗျာဒါကြောင့်ခဏပြန်ရုပ်သိမ်းရွာပါတယ်အဲကျွန်တော်တို့လက်ရှိပြည်သက်တွေကတော့ဒါည7:00နာရီထိအောင်အဲကျွန်တော်တို့အားပေးနေကြသေးပေါ့နော်ကျွန်တော်တို့ထိုင်ရာနေမထအောင်ပေါ့ဗျာအဲ့တော့မီးဝုံးတော့တော်တော်မယ်ဆိုရင် ်လင်းချက်ကြီးစွာနဲ့ကျွန်တော်တို့ဆောင်းညောင်းနေကြတဲ့ဒါပိတ်သက်တွေဖြစ်ပါတယ်ထီးတွေပါတဲ့သူကပါတယ်အာကျွန်တော်တို့အင်းကြီးဘိုးတစ်ထဲကိုတစ်ခုနဲ့ကျွန်တော်တို့ထိုင်ပြီးတော့ဆောင်းမိမုံကိုရှိရှုကြတဲ့ပိတ်သက်တွေလည်းအများကြီးပဲပေါ့နော်ပိတ်သက်တွေဒါအများကြီးပါအများကြီးပါနော်ကျွန်တော်တို့မကြုံဘူးပါဘူးကျွန်တော်တို့ဒါမျိုးပွဲရတော့ပေါ့နော်ဒါကျွန်တော်ဘဝတစ်ချောင်းပေါ့နော်အပွဲကြီးတွေလည်းမသွားပြစ်တာလည်းပါမှာပါအပရိတ်တက်ကတော့ အတူတူဆိုးွားတဲ့အတွက်တွတ်မရတာဆိုရင်ဒါဒီနေ့ရောဆိုရင်ကျွန်တော်တို့တရက်နေ့ရနေဆိုရင်ဒါ9ရက်မြောက်ပေါ့နော်9ရက်9ညမြောက်ဖြစ်သွားပါပြီလို့ဒါပေမဲ့ပြိတက်ကိုကြည်လိုက်လို့ရှိရင်အမြဲတမ်းအခုလိုအင်ပြေအားပြေပေါ့နော်ဒါဒိုင်လူကြီးတွေကဒီညအတွက်တော့မီးပုံဆက်မလွတ်တော့ပါဘူးလို့မကြင်ညာမချင်းပေါ့နော်ပြိတက်တွေရှိပါတယ် အဲဒိုင်လူကြီးတွေနဲ့ဒီတက်ဆိုင်ရာလူကြီးဖွဲ့တွေကဒီဘုံဆက်မလွတ်တော့ပါဘူးလို့ကြင်ညာလိုက်ပြီးဆိုတဲ့အချိန်ရောက်မှာအားလုံးကအသည်းအနီးအနေထပြန်ကြတဲ့ပြိတက်တွေပါလို့တကယ်ဆိုရင်ကောင်းတဲ့တောင်ကြီးရဲ့ပြိတက်တွေပါဗျာ